တောက်ကြနေပွေသူအားလုံးမင်္ဂလာပါ2025ဧပြီလ10ရက်နေ့နေ့9ရက်နေ့အတွင်းမှာအပြိုင်ဆိုင်တွေများမယ်ကိုနဲ့ထိတ်တရင်ဆန်းတဲ့သူတွေနဲ့ကြုံရမယ်ဒါပေမဲ့ကိုကအနိုင်ရနေမယ်ကိုရဲ့အတွေးယူဆတွေသူများနဲ့လုံးဝမတူတခါတည်းဆန့်ကျင်နေလိမ့်မယ်သူတစ်ပါးနောက်ကိုလိုက်နေခြင်းနဲ့ကိုလန်းကိုထိုးပေါက်ပြီးသားလုံလိုက်ပါခီးကိစ္စအစဉ်ပြေမယ်ဥတီကျက်စစ်အောင်မြင်မယ်အတိုက်ခံအလုံးကိုကြော်လွှမ်းမယ် ရှင်မကျက်စစ်တွေရှေ့တိုးလို့လို့ကောင်းမယ်ရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တယ်အခက်အခဲအလုံးကိုထက်ရက်ရင်ဆိုင်ဖြစ်ရှင်းတိုးတက်မှုကိုရနိုင်တဲ့ကာလဖြစ်တယ်ဘီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ် တရက်နေ့မှာရပိုင်ခွင့်ရခြင်းအခက်အခဲဖြေရှင်းခြင်းဘဝတိုးတက်ခြင်းကြောင့်ပဲနှစ်ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်အလိုပြည့်စုံမယ်ဒါပေမဲ့အဲ့ဒီမှာမဟာရကျန်းအသွားလာကျူဆန်းရမယ်ရှစ်ရက်ကိုတည်သွားစရာနေရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်ကြပို့ပြီးတော့သတိထားသုံးရက်နေ့ရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ကိုနဲ့ရေဆိုင်သွားလုံးကိုထိတ်တဲ့ရေဆိုင်ပြီးတော့ကိုအတန်းရနိုင်တယ်၄ရက်နေ့တော့သတိထားဝေကျေးပေးယူကိစ္စစားသတိထား ငြင်းပွားမယ်ထင်လွဲခံရတဲ့တဲ့ပြဿနာဖြေရှင်းရတဲ့တဲ့အဲ့ဒီ၄ရက်နေ့ကရံများမယ်၅ရက်နေ့ကျတော့အရာရာစင်ပြေသွားပြန်ရောမိကောင်းဆွေကောင်းတွေလည်းအထောက်ကူတွေလည်းရအရာရာကံကောင်းခြင်းတွေလည်းကျုံ၆ရက်နေ့မှာလူမျိုးခွဲအကျိုးပေးပြောင်းလဲတဲ့တိုးတက်မှုတွေရှိ9ရက်နေ့ကငွေကြေးလုပ်ငန်းစီးပွားဘဝရေးရာအပြားပြားကောင်းခြင်းကံတွေကျုံမယ်ဒီတစ်ပတ်အတွင်းတင်းငွေတွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တင်းလာကြတာပရိနေမွေးသူတွေ စိတ်နှောင့်ယှက်ပေးလိမ့်မယ်။နှစ်ခုကိုကနံကြိုးပေးတယ်။အဖြူစိမ့်ပြီးကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆန္ဒဖျားဖျားလုပ်ရလိမ့်မယ်။အထူးဆောင်ရွက်ရမယ့်ကိစ္စကဧပြီလ10ရက်နေ့တကူးလာရဲ့ပထမဆုံးအင်္ဂါနေ့အဲ့ဒီနေ့မှာဖျောက်သွားမယ်။ဘုဒ္ဓတော်မှာသွားပြီးတော့ဗတောင်းညွတ်ဆန်းညွတ်လူမယ်အချိန်မနဲ့9နိုင်တိတိမှာသွားရောက်လောက်ရမယ်ထူးခြားတဲ့အကျိုးဆက်ကိုရမယ်ဆူတောင်းပြည့်လိမ့်မယ်လက်တွေ့ဆောင်ရွက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်